ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့ပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းအနေနဲ့လမ်းစဉ်ရတဲ့အရာတွေကိုပြန်လည်ထုတ်လွှင့်ပေးလည်ရှိပါတယ်ကျွန်တော်တို့ဗမင်းသိန်းခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီတစ်ပတ်မလ12ရက်ကနေပြီးတော့16ရက်နေ့ထိအင်္ဂါနေ့မွေးဖွားသူများအင်္ဂါသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတော့အင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်တို့အများနဲ့မတူကျွန်တော်တို့တကူကြီးတခါရလေးကျွန်တော်နေနေရတဲ့ရက်တွေဖြစ်တယ် အဲ့တော့ဟိုလွမ်းတလူလူဒီဆေးတို့နဲ့ကိုယ့်ဘာကိုတကူရည်တဲ့နေပဲကိုယ့်ဘာကိုတယောက်တည်းပဲတောင်းလာနေထိုင်ဟိုင်လောက်ကန်ရမယ်ရက်လေးတွေတော့ဖြစ်နေတယ်အဲ့တော့ပြောရမယ်ဆိုရင်ဒီလိုရံမျိုးတွေမှာတော့အင်္ဂါနဲ့မွေးဖွားသူတွေဟာကိုလို့တမျှအားလုံးကျွန်တော်လွဲချောက်ကုန်မယ်ကိုတခုလေးလုံးမယ်ဆိုရင်တော့ကျွန်တော်လွဲချောက်ကုန်မယ်အဲ့တော့ကိုရမယ့်ဟာလေးတွေလည်းကျွန်တော်တို့လက်မှတ်တင်လေးလွတ်တော်တတ်တာကိုသတိထားဖို့လိုတယ်အဲ့တော့ဒီရက်တွေတွင်မှာတခုဆိုရင်ကျွန်တော်တို့မကြံတာမဖန်တာဘူးကျွန်တော်တို့ဒုက္ခလေးတွေတွေ့တတ်တဲ့ရက်တွေဖြစ်တယ် ဲ့တော့ကိုယ်လုံးမဲ့ဟာတွေကလည်းမမျော်နိုင်မဲနဲ့ကျွန်တော်တို့အမှားမှားယွန်းယွန်းလေးတွေအလုံးမိတတ်တာလေးကိုကျွန်တော်တို့သတိထားဖို့လိုတယ်အဲ့တော့ဆုံးရှုံးမှုတွေဖြစ်တတ်တယ်ပေါ့အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တို့အင်္ဂါနဲ့မွေးဖွားသူတွေဟာကျွန်တော်ကန်ကောင်းတယ်လို့ပြောလို့မရဘူးဒါမှလည်းကျွန်တော်တို့ကန်အစိုးလေးတော့ကျွန်တော်တို့ရှိနေတဲ့အချိန်လေးတွေဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုဖြစ်မဲ့ဟာတွေကထင်တဲ့ကိစ္စတွေကမဖြစ်ဘဲနဲ့လောချုံနေတဲ့ရက်တွေဖြစ်တယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရေနစ်သူကိုဝါကူထိုးဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကြုံရမယ့်ရက်တွေဖြစ်တယ်အဲ့တော့အရေးကြီးတဲ့ကိစ္စတွေ ကျွန်တော်တို့လုပ်ငန်းပဲဖြစ်ဖြစ်စီးပွားပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေကျွန်တော်တို့စတင်ပြုမှုပြောဆိုဆုံးဖြတ်လုပ်ကံမယ်ဆိုရင်တော့ကျွန်တော်တို့မလုပ်တင်နေတဲ့ရက်တွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်လုပ်မယ်ဆိုရင်အတူအယောင်အလေညာတွေတွေ့မဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီလိုချက်မျိုးတွေမှာတော့အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ကျွန်တော်ခုနကပြောခဲ့လို့ကံကောင်းတယ်လို့တော့တတ်မှတ်လို့မရဘူး။အဲ့တော့အဆိုးအားလေးတော့ကြံနေသေးတဲ့ရက်တွေဖြစ်တယ်။ ဲ့တော့ဒီအနေအတွင်းမှာပဲအင်ကောင်နေမွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိလဲဘယ်လုပ်ငန်းလေးတွေနဲ့ပတ်သက်ရင်ကိုယ့်အတွက်ကောင်းလဲဆိုတော့ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအရေးကြီးစာရွက်စာတမ်းစာတုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစာပြုရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်စံသမားတို့စီတို့ဇာတောက်ကုန်စာတောက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစတိုးဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအိမ်ရှောက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဥပဒေတို့အုပ်ချုပ်ရေးတို့ကျွန်တော်တို့အုပ်တို့အင်းတို့အေးအေးတို့အချွေတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာအကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းဘယ်ကိစ္စအနေနဲ့ပတ်သက်ရင်တတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့နယ်ဆိုတော့ကျွန်တော်ညီနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးမုံတို့ဖုန်းလုပ်ငန်းတို့ပွဲုံပွဲသားပုံစံလုပ်ရမယ့်ကိစ္စမျိုးတွေပဲမျိုးမျိုးတို့ပြောင်းလို့ကျွန်တော်တို့ဖဲသီးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကြောက်တို့ကားတို့ငားတို့ကျွန်တော်ငပိငချောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလူမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုဂျန်မျိုးတွေမှာတတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့ဒီအန်တီထဲမှာတော့အင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့ကျွန်တော်ပစ္စည်းတစ်ခုတွေကျွန်တော်ရောင်းထွက်ချင်တယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော် coffee mate ထုတ်တထုတ်လေးနဲ့ကိုရောင်းနေတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခောက်ပေးမယ်ဆိုရင်တော့ဝယ်သူလာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာတော့ကျွန်တော်အိမ်တော်ရှင်နေဖို့အဆင်ပြေပြီးတော့ကျွန်တော်ချစ်သူကြီးသားတွေဖို့တယောက်နဲ့တယောက်ကျွန်တော်မမြင်မြင်တဲ့အဆုံးလမ်းခွဲရမယ့်ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းရကျွန်တော်အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေကတော့1 3 4 3ညဆိုတဲ့ခဏနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဘာတတိထားဆိုတော့1 byte နဲ့ပတ်သက်တာလေးတွေတတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲအင်္ဂါနေ့မွေးဖွားသူတွေဟာတခုခုကိစ္စတွေကျွန်တော်တို့ထူးထူးခြားခြားအောင်မြင်ကြလို့ပဲဖြစ်ဖြစ်လှူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်အိမ်ဖျားမှာပဲကျွန်တော်မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကိုအုံနှုတ်ခေါ်ဆဲတဲ့ပွဲလေးလေးနက်နက်ကပ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာအင်္ဂါနေ့မွေးဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ